စော်ဒီမှာယူကရိန်းနဲ့ကန်တန်တမန်များတွေ့ဆုံဆွေးနွေးမလ23ရက်နေ့ကယူကရိန်းရုရှားစစ်ပွဲအပြည့်အဆုံးသတ်ရေးအတွင်းစော်ဒီအာရေဗျာမှာယူကရိန်းနဲ့အမေရိကန်တန်တမန်တွေ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။အဲ့ဒီဆွေးနွေးပွဲကနေစစ်ပွဲအဆုံးသတ်ရေးအတွက်ရလတ်ထွက်ပေါ်လာဖို့အမေရိကန်ဘက်ကမျှော်လင့်နေပါတယ်။ဆွေးနွေးပွဲကိုယူကရိန်းကာကွယ်ရေးဝန်ကြီးကဦးဆောင်ခဲ့ပြီးဆွေးနွေးပွဲရွေချက်ကတော့ တရားမျှတပြီးငြိမ်းချမ်းရေးကိုလိုလားတဲ့အပြင်လုံခြုံရေးကိုပုံမခိုင်မှအားကောင်းလာစေဖို့မျှော်မှန်းထားတာပါ။ဒါပြင်စွန့်ရင်ဆိုင်ရာအဆောက်အုံတွေနဲ့အရေးပါတဲ့အခြေခံအဆောက်အုံတွေကိုကာကွယ်ဖို့အတွက်ယူကရိန်းနဲ့အမေရိကန်ကိုယ်စားလှယ်တွေကအ धिक ထားဆွေးနွေးခဲ့ကြတယ်လို့ယူကရိန်းကာကွယ်ရေးဝန်ကြီးကပြောပါတယ်။မြို့တော် KF ကရုရှားရဲ့ဒရုန်းနဲ့အကြီးစားတိုက်ခိုက်မှုကြောင့်အသက်၅နှစ်အရွယ်ကလေးတစ်ယောက်အပါအဝင် အနည်းဆုံးလူ၃ယောက်သေဆုံးခဲ့ပြီး မြို့တော်အနက်အထက်မြေတိုက်ခန်းတွေမီးလောင်ပျက်စီးခဲ့တယ်လို့ယူကရိန်းအနာပိုင်တွေက ပြောပါတယ်။အဲဒါကြောင့်လည်းနှစ်နိုင်ငံအမြန်ဆုံးအပြစ်ရရေးကိုအကောင့်ထဲပေါ်နိုင်ဖို့အတွက်ဆော်ဒီအာရေဗီးယားမှာယူကရိန်းနဲ့အမေရိကန်တန်တမန်တွေတွဲဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။မြန်မာကွန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။